မြေရှုံးမိုးပြန်ဇလန်တွဲရိုက်နေရင်မတော်တဆဖြစ်ကခြေထောက်ထိမိသွားတဲ့နေထူးနိုင်အားလုံးပဲမိကလာပေါင်းဗမစ်စနောင်းကနေကျူစလိုက်ပါတယ်နေထူးနိုင်ဆိုရင်လူအများကမြေရှုံးမိုးပြန်နဲ့မီလဝါတိုင်းအကွက်တင်နဲ့တွဲမြင်လိုက်မယ်လို့ထင်ပါတယ်နော်နေထူးနိုင်ဟာအနုပညာလောကမှာဘယ်သူမှမလုံနိုင်တဲ့ဇလန်စကွက်တင်နဲ့ထိုးပေါက်ခဲ့တာပေါ့နေထူးနိုင်ရဲ့စ조사မှုကြောင့်ပဲမီလဝါတိုင်းကားတွေနဲ့မြေရှုံးမိုးပြန်ဆွာရှင်ဇက်ကားတွေကဘက်မှာဆိုအတော်လေးကိုပောက်ခဲ့ပါတယ် ကျိုးရီတုတ်ကအပေါ်ကနေခုံချရတဲ့ဒီလို action ဇာကားတွေကိုရိုက်ရတာကအန်နီယယ်ရဲ့အတော်ကိုများတာပေါ့မတော်တဆကထိမိမယ်ဆိုရင်ဇာကားဆက်မရနိုင်တော့တဲ့အထစ်ကိုဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့နေထူးနိုင်ကအဲ့လိုဇာကားတွေကိုသိမ့်မရိုက်ဖြစ်တာကြပါပြီ။ဒါပေမဲ့လက်တလုံးမှာတော့နေထူးနိုင်ကသူ့လိုဝါသနာရှင်တွေကိုမြေတောင်မြောက်ပေးခြင်းတဲ့အတွေ့တွေရှိနေကြတာပေါ့။ ဒါကြောင့်မို့လဲနယ်ဘက်ကဝါသနာပါတဲ့လူငယ်တွေကိုရွေးချယ်ကောင်နယ်လှည့်အတိုင်းအဖွဲ့ဇက်လန်းတွဲတွေကိုရိုက်ကူးနေတာဖြစ်ပါတယ်။လူငယ်တွေနဲ့အပြိုင်ခုံပြန်ကြော်လွှားကအကွက်တွေထုတ်ပြပြီးဇက်ကားပြန်ရိုက်နေတာပေါ့။ပြီးကနေ့ရက်မှာတော့နေထူးနိုင်ကဇက်ကားရိုက်နေရင်ခြေထောက်မတော်တဆထိခိုက်မိသွားခဲ့တာပေါ့။ရိုက်ရတဲ့ဇက်လန်းဇက်ကွက်တွေကမတော်တဆဖြစ်ဖို့လွယ်တာကြောင့်သတိထားနေပေမဲ့လည်းနေထူးနိုင်ကခြေထောက်ထိသွားခဲ့ပါတယ်။ဒါကြောင့်မို့ခြေထောက်ကိုပတ်တီးဆီးထားရကဇက်ကားရိုက်တာနားထောင်ရတာပေါ့။ နေထူးနိုင်တို့ကမြေရှုံးမိုးပြန်ဇာကားတွေရိုက်နေရတာမို့ခန္ဓာကိုယ်ကိုအမြဲတမ်းပေါ့ပေါင်းနေနေရပါတယ်။အခုလိုဇာကားတွေပြန်ရရတော့မယ်ဆိုတာကြောင့်လဲရှေးမှာဝိတ်တွေလျှော့နေကြရသေးတာပေါ့။နေထူးနိုင်ကဂျာရဲမှာဝိတ်တက်သွားတာကြောင့်ဂျင်းသွားကခန္ဓာကိုယ်ဆင့်အောင်ကစားထားရပါတယ်။ ဒါမှလည်းခန္ဓာကိုယ်ကဇာကားရိုက်ဖို့အတွက်နေတော့ဖြစ်မှာပါနေထူးနိုင်တို့ရိုက်တဲ့ဇာကားတွေကလွလဲကူကူမဟုတ်ဖဲပြေးလွှားနေရတာကြောင့်ခန္ဓာကိုယ်ကပေါ်ပါနေမှရတာပါအခုဆိုရင်နေထူးနိုင်ကိုယ်တိုင်လည်းအသက်အရွယ်ကကြီးလာတာကြောင့်မတော်တဆဖြစ်တာလေးတွေရှိလာတာဖြစ်ပါတယ်နေထူးနိုင်ကခုနောက်ပိုင်းမှာဆိုရင်အခုလိုတိုင်းဇာကားတွေတွေမဟုတ်တော့ဘဲဒရမာဇလန်တွေတွေဟာတာရုပ်ရှင်ဇာကားကြီးတွေကိုလည်းရိုက်ကူးလာပြီးဖြစ်ပါတယ်နေထူးနိုင်တို့ကကိုယ်ပိုင်ထုတ်လို့ရထောင်ထားတာဖြစ်တဲ့အတွက်သူရိုက်ချင်တဲ့ဇာကားတွေကိုငွေထုတ်ကရိုက်ကူးနေတာဖြစ်ပါတယ်နေထူးနိုင်ကအနုပညာလောကတွေ ကိုဝင်လာတော့ကဆိုရင်ငွေချင်းအင်အားကလည်းမရှိတဲ့အတွက်မင်းသားတိုးရဲ့အိမ်မှာကတ်နေကတပည့်ခံခဲ့ရတာပါရှုတင်နောက်လိုက်ရင်သရုပ်ဆောင်ပညာကိုသင်ယူခဲ့ရပါတယ်သင်ယူရင်ကနေပြိဿအပြည့်တဲ့မင်းသားတလက်ဖြစ်အောင်ကိုတူးကိုချွန်ကစ조사ခဲ့ရတာပါအောင်မြင်တဲ့အချိန်မှလည်းနေထူးနိုင်ကလမ်းမမရောက်ပါဘူးရသမြငွေတွေကိုစုဆောင်းကစီးပွားရေးလုပ်ငန်းတွေလုပ်နေခဲ့ပါတယ်တိုင်းရင်းစေးစီးပွားရေးလုပ်ငန်းတွေကိုလုပ်တယ်လို့နေဘက်မှာစိုက်ပျိုးချက်တွေကိုဝယ်ထားခဲ့တာပါဒါကြောင့်မို့လဲခုလတ်ရှိမှာဆိုရင်နေထူးနိုင်ကတိမ့်တောင်းချီချမ်းသာကြီးပွားလာခဲ့တာပေါ့။ဒါအပြင်ဇက်ကားရိုက်ဖို့အတွက်လေ ဲ့ရုပ်ရှင်ခြံကြီးကိုဝယ်ထားဖြစ်ပါတယ်။ဧကများစွာကျဲဝန်းကတိမ်းပေါင်းတောင်းချီတန်တယ်လို့လည်းသိရပါတယ်။အဆိုပါခြံကြီးထဲမှာပဲဇလန်တွဲတွေကိုရိုက်ကူးနေတာပေါ့။နေထူးနိုင်ကအရင်ခြံကြီးကိုရုပ်ရှင်ရိုက်ကူးရေးခြံကြီးဖြစ်ငှားတော့မှလည်းဖြစ်ပါတယ်။ဇနီးဖြစ်သူကလည်းစီမံခန့်ခွဲတာတော်တာကြောင့်အချိန်တော်အတွင်းမှာချမ်းသာလာခဲ့ရတာပေါ့။ဇာကားရိုက်ရင်မတော်တဆခြေတော့ထိမိခဲ့တဲ့နေထူးနိုင်အပေါ်ပရိသတ်တို့ရဲ့အမြင်ကလည်းခေါမမှာပြပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။